ဟိုးဟိုးရှိရှိလွန်ခဲ့တဲ့ဆန်းတဲ့လောက်ကဆက်ကျော်တက်လေးပဲရှိသေးတဲ့ကင်းတန်လေးတယောက်ဟာအင်တာနက်ပေါ်မှာ RuneScape Puzzle Pirates အစရှိတဲ့ multiplayer game တွေစွန့်ရင်းနဲ့ပြင်းလာတဲ့အချိန်မှာဟိုဝါဒီယာတွေကိုသွားကြည့်မိပါတော့တယ်။ YouTube မှာ Minecraft video တွေကိုတော့တွေ့မိသွားတာပါ။အဲ့ဒီတုန်းကကျွန်တော်မမမရကြည့်မိတာ gameplay video မဟုတ်ပါဘူး။ Captain Sparkle ဆိုတဲ့ Minecraft YouTuber တယောက်ရဲ့ Minecraft cover သခြင်းတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီလိုနဲ့ Minecraft ကို laptop အဆုပ်လေးပေါ်မှာစပြီးတော့ဆော့မိပါတော့တယ်အဲ့တော့ကတော့ official website ကိုလည်းမတက်နိုင်ခဲ့တော့ဒီလိုပဲ free version ကို download ခဲ့တာပေါ့မှန်မှန်ရကျွန်တော်စဆော့ခဲ့တာ creative မဟုတ်ပါ survival ဆိုတာဘလို့ခံစားပြီးဆော့ရတယ်ဆိုတာကိုသိနာမလဲခဲ့တာကြောင့် creative ထဲမှာပဲ interact ထိုင်ဆောက်ခဲ့တာအချိန်9နာရီလောက်ဘလို့ကုန်သွားလဲမသိခဲ့ပါဘူးအဲ့ဒီရွယ်မှာတဲ့ဘာဖြစ်လို့အဲ့လောက်ဆော့ခဲ့မိရလဲဆိုတာကတော့ဒီကိစ္စရပထမအဆုံးကောင်းတဲ့အချက်လို့ထင်ပါတယ်အားလုံးမင်္ဂလာပါ ကင်းတန့်ဂိမ်းလေးကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Minecraft ဆိုတဲ့ကလေးဂိမ်းလေးကိုလူတွေဘာလို့တအားကြိုက်ကြရလဲဆိုတဲ့မေးခွန်းလေးကိုကျွန်တော်စူးစမ်းပြဖို့တောင်းဖြစ်ပါတယ်ဆက်လာကြရအောင် Minecraft ရဲ့ပထမအဆုံးမိုက်တဲ့အချက်ကတော့ကိုပိုင်ကဘာလေးတစ်ခုကိုကိုကြက်တယ်လို့စောင့်နေတဲ့အချက်လေးပါပဲ။အေးတလုံးကိုစောင့်လိုက်တဲ့ဆိုရင်သူများတွေအတင်းနဲ့ဘလောက်ပဲကြည့်ရတာရုပ်ဆိုးနေပါစေ။ဒါကိုယ့်ရဲ့ကိုပိုင်ဟာလေးဖြစ်တဲ့အတွက်တံပိုးထောင်းမိတာမှန်ပါပဲ။ survival mode ဆိုရင်ကိုအိမ်ဆောက်လိုက်တဲ့အတုံးတိုင်းကကိုကိုယ်တိုင်ရှာထားရတဲ့အတွက်ပုံပြတော်တမိုးရှိပါတယ်အခုဆိုရင်တော့ကိုကြိုက်တဲ့အရာတွေကိုတတုံးချင်းစီဆောက်နေစီအောင်လို့တော့ပဲနဲ့အိမ်ဆောက်တဲ့တိုးစီလည်းရှိနေပါပြီပြီးတော့ကိုဆောက်ထားတဲ့ပုံတွေကိုလည်းသူများတွေနဲ့မျှဝေနေကြပြီဖြစ်ပါတယ်တချို့ဆိုရင် Minecraft ပုံတွေကို official Minecraft store အတွက်ဆောက်ပေးရင်းနဲ့ပတ်စံရှာနေတဲ့သူတောင်ရှိနေပါပြီ ပြီးတော့ Minecraft ကို sort up ဖို့3000 IQ ရှိတဲ့တင်ညာတက်ကြီးတယောက်ဖြစ်နေဖို့လည်းမလိုသလို Pro Gamer ကြီးတယောက်ဖြစ်နေဖို့လည်းမလိုပါဘူးဒီလိုမျိုးရိုးရှင်းတာကြောင့်လဲအရင်တုန်းက Minecraft ဆော့တဲ့သူတွေကိုတခြားပိုပြီးဖြတ်ခဲတဲ့ဂိမ်းတွေကိုဆော့နေတဲ့ဂိမ်းမာတွေကနှိမ်ခဲ့ကြတာပါမြန်မာနိုင်ငံမှာလဲကလေးဂိမ်းလို့အခုပြောသလိုမျိုးကိုလွန်ခဲ့တဲ့9နှစ်လောက်တည်းကအင်တာနက်ပေါ်မှာတော့ပြောခဲ့ကြတာပါဒါပေမဲ့အဲ့ဒီအချိန်တည်းက YouTube ပေါ်မှာ Minecraft content တွေလုတ်ပြီးတော့အောင်မြင်နေကြတဲ့သူတွေအများကြီးရှိနေပါပြီပြီးတော့ ဒီစဆော့ရတာလည်းကူတဲ့အချက်ကကျွန်တော်အနေနဲ့တော့ဒီကင်းရဲ့ကောင်းတဲ့အချက်လို့ထင်ပါတယ်။စပြီးကစားရတာလည်းကူတာကြောင့်အသက်အရွယ်မရွေးလူမျိုးမရွေးဆော့နိုင်တဲ့အတွက်ကြောင့်ကစားသူဦးရေပုံများတာအမှန်ပါပဲ။ဒီနေရာမှာကျွန်တော်စဆော့ရတာလွယ်တယ်လို့ပြောတာအကြောင်းရှိပါတယ်။အစပိုင်းမှာလွယ်ပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ခက်ခဲပြီးနေနေတာအမှန်ပါပဲ။တစ်ပင်လေးကိုလက်လေးနဲ့ခုတ်တက်သားနဲ့တိုးစတွေလုံတိုးလေးတွေတက်ပြီးတော့စတာအိယာလေးဆောက်အိယာလေးကိုဝိုင်းပြီးတော့လေးလောက်ပုံစံအင်းလေးဆောက်ညရောက်တာနဲ့တန်းအိပ်ပြီးတော့ဒီကင်းကပြင်းစရာကြီးလို့ peaceful mode နဲ့ဆော့မိနေတယ်ဆိုရင်တော့ နောင်မမုတ်ကိုပြောင်းကြည့်လိုက်ပါမိုင်းတူးတွင်ခရီးပါလေးတကောင်တက်လာခံရပြီးရင်အဆင်ပြေသွားပါလိမ့်မယ်ပေတော်ရနေရာအောက်မှာလာဗာလေးသာရှိလိုက်ရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့အပင်တွေဆိုင်ကောင်းတွေမွေးတကယ်အတင်ကားတဲ့ကြီးရဲ့ Minecraft ကွာကြီးကိုလေးလာရေးခရီးထွက် villager တွေနဲ့တွေ့ farm တွေဆောက်နေသားလေးကိုသွားတေးပြီးရင်ပြန်သွားပြန်တေးဒီလိုနဲ့အသေးပေါင်းများစွာနဲ့တင်ယူပြီးမှ Minecraft ဆိုတဲ့ game ကိုအောင်းနိုင်မှာပါ Minecraft ကိုပြီးအောင်ဆော့ဖို့ကအဲ့လောက်မကြပါဘူး YouTuber Dream ရဲ့ Minecraft 1.15မှာ20မိနစ်ထက်နဲ့ ဂိမ်းကိုပြီးအောင်ဆုံးသွားတဲ့ speed run ကတသိပြနေပါဗျ။ဒါပေမဲ့သူလို့သူလို့လုပ်နိုင်မှုဆိုတာမလွယ်ပါဘူး။ဂိမ်းထဲမှာရှိတဲ့ features တွေကိုခေါင်းထဲမှာအစင်းနဲ့ရှိနေရမယ့်အပြင် movement နဲ့ combat အပိုင်းမှာလည်းကြွန့်ကျင်နေမှရမှာပါ။ Minecraft ကိုအပေါ်ရမဲကြည့်ပြီးတော့ကြားရိုးချင်တဲ့ထင်ရပေမဲ့ block ပေါင်း100ကျော်ပါတဲ့အတွက်ဘယ် block ကမလုပ်တယ်ဆိုတာကိုအကုန်သိနေဖို့ဆိုတာကဂိမ်းကိုနိုင်ဝမ်းမြောက်စွာကစားနိုင်ရင်တော့မဖြစ်နိုင်ပါဘူး။ ပြီးတော့ Minecraft ရဲ့အခက်အခဲဆုံးအရာတစ်ခုလို့ပြောနိုင်တယ်။ Redstone ကိုလည်းအသုံးချတတ်ရင်ကိုယ့်ရဲ့ Survival Wall ထဲမှာသုံးဝင်တဲ့ Automatic Resource Farm တွေကိုပြုလုပ်နိုင်အောင်တာမကတချို့တအားကြွနေတဲ့သူတွေဆိုရင် Minecraft ထဲမှာတဲ့ Redstone နဲ့တကယ်လှုပ်လှုပ်တဲ့ကဏ္ဍပေါင်းစပ်ကိုပါလုပ်နေသူတွေရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ FA ကောင်တွေလည်းတနည်းကျရင် Minecraft ထဲမှာ Girlfriend တယောက်စောင့်ရင်စောင့်နေမှာပေါ့နော်။ကဲပြောချင်တာကတော့ ောက်နိုင်တဲ့အရာတွေကလည်းမရှိသလောက်ပါပဲမြန်မာနိုင်ငံရဲ့ crafter များကလည်းမြမရိုးရာစာအုပ်များကိုအချိန်ကုန်ခံပြီးတော့လှပတတ်ပယ်စွာစောက်ထားတာကိုလည်းမြန်မာ Minecraft players Facebook group ထဲမှာမြင်တွေ့နိုင်ပါပါဒါကြောင့်ကိုယ်မှစိတ်ကူးရှိတဲ့အရာကိုကိုကိုယ်တိုင် Minecraft ထဲမှာဖန်တီးနိုင်တာအမှန်ပါပဲအဲ့လိုမဟုတ်ဘဲနဲ့ကိုက Minecraft ကိုတကယ် survival game စစ်စစ်ပုံစံမျိုးကစားကျင်နေဆိုရင်လည်းအဆင်ပြေပါတယ် easy normal hard အစရှိတဲ့တည်ရင်လောင်ရတဲ့ mode တွေရှိသလို Java version ကိုစားရတဲ့သူတွေအတွက်ဆိုရင် hardcore mode ဆိုတဲ့တရင် wall တက်ကိုပြန်ဆဆော့ရတဲ့တားခတ်ခဲတဲ့ mode လည်းရှိပါတယ်။နာမည်ကြီး YouTuber Streamer Philza ဆိုတဲ့တယောက်ဆိုရင်သူ့ရဲ့ survival hardcore wall ကိုငားနဲ့ဂဲနဲ့ငါချင်းမဟုတ်ပါဘူး။တကယ်ပြင်ကအချိန်မှာတိတိအသက်ရှင်ပြီးကစားခဲ့ပါတယ်။သူ့ရဲ့ My 5 years of Minecraft hardcore montage ဆိုတဲ့ဗီဒီယိုကိုကြည့်ပြီးတော့ Minecraft player အတိုင်းကိုချင်းဆောင်ပြီးမှမှန်ပါပဲ။နောက်ဆုံးမှာ baby zombie လေးတကောင်ကြောင့်သူတည်သွားခဲ့ပြီမဲ့အခုအချိန်ထိသူ့ထက်ကြောင်းအသက်ရှင်နိုင်တဲ့ Minecraft hardcore player မရှိသေးပါဘူး။ဒါကြောင့်သူ့လိုမျိုး survival အရသာကိုဖိဖိချင်းခန်းစားရင်ကစားမလား။ဒါမှမဟုတ် creative ထဲမှာပဲကိုစိတ်ကိုယ်လေးကိုကိုကြက်တလို့ပုံဖော်မလား။ဒါမှမဟုတ် Minecraft သုံး website ကဒေါင်းပြီးတော့ map creator တွေကအပင်မှန်ခံပြီးတော့ဖန်တီးပေးထားတဲ့ပုံပြင်ပုံစံတွေနဲ့ adventure mode တွေကိုပဲဆော့မလား။ကိုယ်တိုင်ဒါမှမဟုတ်တခြား player တွေနဲ့ ပျော့ပျော့လောင်လောင်ကစားနိုင်တဲ့ Parkour, Bad Wars နဲ့တခြား mini game တွေကို online server ကြီးတွေမှာသွားဆော့မလားကိုယ်တိုင် server ထောင်ပြီးတော့တကယ်ချင်းနေနဲ့ဆော့မလား Minecraft ထဲမှာတကယ်ကိုလှုပ်ဆရာတွေကအများအများကြီးပါကြိုက်တဲ့သူတွေအတွက်နိုင်ပေါင်းထောင်ချီကစားပြီးရင်တောင်မှဆက်ပြီးတော့ကစားရင်တာပဲမှာပဲပြီးတော့နောက်ကောင်းတဲ့အချက်ကတော့ PC, console, mobile အစရှိတဲ့ platform တွေမှာရွေးချယ်ပဲနဲ့ တူတူကစားရတဲ့အချက်ပါပဲ။ကမ္ဘာရောင်ရဆုံး game ဖြစ်နေတာကလည်းဒီချက်ကြောင့်ပဲထင်ပါတယ်။သိန်းတရာတန် PCG နဲ့ RTXG နဲ့ graphic mode တွေထည့်ပေးပဲဆော့ဆော့၊နှစ်သိန်းတန်ဖုန်းတွေပဲဆော့ဆော့ဂိမ်းရဲ့အဓိကပေးတဲ့ experience ကတော့တူတူပါပဲ။ graphic ထက် gameplay ကိုပိုပြီးတော့အလေးထားရသူတွေအတွက်ဆိုရင် Minecraft ကိုလုံးဝမူရင်းရုပ်ထွက်နဲ့ကစားကြတာကိုပုံတော်ချက်ကြပါသေးတယ်။ပြီးတော့အရင်တုန်းက Minecraft Java version နဲ့ Bedrock version ကြားမှာ quality ချက်တွေအများကြီးရှိခဲ့ပေမဲ့အခုနောက်ပိုင်းမှာတစ်ခုနဲ့တစ်ခုပုံမှန်နှိမ့်ဆက်လာပါပြီ။ အဲ့လိုမျိုးလူတိုင်းနီးပါး official ပဲဖြစ်ဖြစ် official မဟုတ်ပဲဖြစ်ဖြစ်ကစားနိုင်တဲ့အတွက် audience များတာကြောင့်ဒီကိန်းနဲ့ပတ်သက်တဲ့ content creator တွေလည်းအများကြီးရှိရပါပဲအရင်တည်းက YouTube နဲ့ Twitch ပေါ်မှာရေပန်းစားခဲ့တဲ့ Minecraft ဟာ2019ခုနှစ်ကနေအခုချိန်ထိမပြီးနိုင်သေးတဲ့တယောဂကြီးကြောင့်လူတွေကအိမ်မှာပဲနေခဲ့ပြီး video တွေ stream တွေပဲကြည့်ခဲ့ကြတဲ့အတွက်တခြား gaming content တွေနဲ့အတူတူ Minecraft တချို့တို့လည်းပုံများခဲ့ပါတယ် Dream, DanTDM, Mambo Jumbo အစရှိတဲ့ Minecraft YouTuber တွေဆိုရင် တကမ္ဘာလုံးကသိတဲ့ celebrity တွေလိုပဲနာမည်ကြီးနေကြပါပြီ subscriber 1000ကျော်ရှိတဲ့ PewDiePie ကလည်း2019ခုနှစ်မှာ Minecraft ပြန်ဆော့လိုက်ပါသေးတယ်မြန်မာနိုင်ငံကလည်းမြန်မာ crafter တယောက်ဆိုလို့ရှိရင် YouTube မှာ troll လေးကိုအောင်မြင်နေတာကိုတွေ့ရတဲ့အတွက်ဝမ်းသာမိပါတယ်ကဲဆိုတော့ Minecraft ရဲ့အဓိကအောင်မြင်ခဲ့တဲ့ချက်တွေကိုခြုံပြောပါဆိုရင်နံပါတ်1လူတိုင်းဒီပါနားလည်နိုင်ပြီးတော့ကစားနိုင်လို့နံပါတ်2ကိုလှုပ်ချင်တာလှုပ်လို့ရတဲ့ feeling ပေးတာနဲ့နံပါတ်3 community ထဲမှာလူတွေတိုင်းရှိတာအကြောင်းလို့ဆိုပြီးတော့ကျွန်တော်ကတော့ပြောချင်ပါတယ် process တို့ရောဘယ်လိုထင်ကြလဲ comment ထဲမှာယူသားခဲ့ကြပါဦးပြီးတော့ဒီမျိုး video ကြည့်တယ်ဆိုလို့ရှိရင် like and share လုပ်ပြီးတော့ကြည့်ပေးသွားနိုင်ပါတယ်အားလုံးအဆုံးထိကြည့်ကြကြပါကျေးဇူးပါအားလုံးအစီအမံကြပါစေ